အားလုံးပဲမင်္ဂလာပါရေဝဆက်လေးမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ20ရက်နေ့ဒီကနေ့မှာကျောင်းမိသားစုဝင်တွေကိုတင်ပြပေးခြင်းနဲ့အကြောင်းအရာတွေအမှန်ဆိုရင်အများကြီးရှိပါတယ်ပထမဦးစွာနိုင်လေးတလုံးအကြောင်းကိုကျွန်တော်ကဖော်ပြပေးမှာပါပုံမှန်နိုင်လေးတလုံးတော့မဟုတ်ဘူးဗျနောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါကသူရဲ့ဂရီစကားတွေမတီးခဲ့ဘူးဆိုရင်သူရဲ့မျက်ခွက်ကိုထိုးဖို့အတွက် ဲလန့်ခေါ်လိုက်တယ်အထိုးခံနိုင်ပါတယ်ဆိုတဲ့ခင်ကြီးအကြောင်းကိုပြောချင်တာပါဂျပန်ပါတီရဲ့ခေါင်းဆောင်စစ်ခေါင်းဆောင်ဟောခင်ကြီးရဲ့မျက်ခွက်ကိုပရမအူဆုံးထိုးမဲ့သူအကြောင်းဖော်ပြမှာပါနောက်တဲ့ဒင်းခုကလည်းမြောင်းလိုက်တော့ကတော့တကယ်ကိုကြောချမ်းခြင်းစရာကြီးပါအမေရိကန်ထိုးတပ်ဖွဲ့ဝင်တွေ ကျွန်တော်မြမအရေးကိုပြင်းပြင်းထန်ထန်ကင်တွယ်ဖို့အတွက်မြမနိုင်ဆက်အထိရောက်ရှိနေပြီဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုတအိုးချင်းစီတိုင်းကိုတလီစာဖိတ်ခေါ်လိုက်ပါတယ်။ပမာဥစွာသတင်းကောင်းကိုအရင်ဆုံးပြောချင်တာပါ။သတင်းကောင်းကတော့ရှမ်းတောင်ဖွဲ့ကုံမြို့နယ်ဘောရန်ကျေးရွာကိုမီးတင်ရှို့နေတဲ့ PNO ဘုံမှုကွန်ဆိုးအောင်ကျွန်တော်တော်လန်တော့တပ်ဖွဲ့ဝင်တွေရဲ့စနိုက်ပါထိပြီးတော့ပွဲချင်းပြီး ခိန်သွားပါကြောင်းတခါလေကျရင်ကျွန်တော်တို့စဉ်းစားတယ်ကြီးစံဟာလို့ဖြောင်းနဲ့သွားတယ်ဆိုပေမဲ့အချို့ကြီးစံတွေကဝေဝိုက်ပြီးတော့မှပြန်ဝင်တာကျောင်းရဲ့ယတပြည်သူတွေကျွန်တော်တို့ကြေးဝါတွေကိုဘလို့တွေမိတိန်ရှုခဲ့တယ်ဘလို့တွေတက်ဖြတ်ခဲ့တယ်သူဟာပိုက်ပွဲတွေမှာဘလို့မျိုး တိုက်ပွဲဝင်နေဆိုပြီးတော့ကြွားလုံးအမြဲထုတ်တဲ့ PNO ကဘုံမူစတိုက်ပါထိပြီးတော့ပွဲချင်းပြီးဂိမ်သွားတာပါဟာဘုံမူတကောင်လေလားကိုရှမ်းလေးမဟုတ်ပါစုစုပေါင်း၃កောင်ရှိသွားပါပြီကျွန်တော်ဘုံမူခွန်ဆိုအောင်ပါဝင်ဘုံမူခွန်ဖေတို့နှစ်ဦးပါဝင်၃ဦးတော့ဂိမ်သွားပါ ပြည်သူရဲ့မေတ္တာစုတာသူတို့တွေသူတို့ပြစ်တဲ့ကြီးကျွန်တော်ပြည်သူကိုပြန်ပြီးတော့လှည့်ခဲ့တယ်ပြောင်းသူတို့ဘက်ကိုပြန်ပြီးတော့ပြန်ဝင်တာကျွန်တော်ရဲ့မေတ္တာစုဝင်တယ်ဟုတ်ပြီနိုင်ရီတလုံးအကြောင်းကိုဖော်ပြခြင်းပါတယ်ဒီနိုင်ရီလေးကိုကြည့်မယ်ဆိုရင်တော့ဘာမှတန်ဖိုးမရှိဘူးလို့ထင်ရပါပဲ ဒါပေမဲ့အဲ့နာယီဟာရူဝင်နဲ့တွက်မယ်ဆိုရင်ရူငွေ6000 4000နဲ့900တန်ဖိုးရှိပါတယ်။ဘတ်ငွေနဲ့တွက်မယ်ဆိုရင်ဘတ်ငွေနှစ်ပန်းကျော်တန်ဖိုးရှိပါတယ်။အမငွေနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်မိသားစုရင်ကာကူလေတာနဲ့တော့တွက်လိုက်ပါ ဘသူပထားရဲ့ဘသူပထားတာလဲကျွန်တော်မိသားစုလေးဒီတပုံလေးကိုကျွန်တော်မိသားစုဝင်နေကြည့်နေဆိုရင်တို့တွေဖွင့်ထားတဲ့အင်ကြီးလေးတွေကတော့အဲပုံမှန်လေးပေါ့ဗျာဆိုတော့ခဏနွဲ့အင်ကြီးလေးတွေလို့ထင်ရပေမယ်စောချစ်သူပတ်ထားတဲ့နာယီဒီတပုံလေးနဲ့အတူတူကဒီရဲ့သူ့ရဲ့ price ပေါ့ဒီနာယီရဲ့ price ကိုလည်းပဲကျွန်တော်မိသားစုဝင်နေတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ ယခုပုံမှာဘလုံးပွဲတွေကျင်းပတယ်သူသားကလည်းဘောပွဲတွေကိုဝါနာပါတယ်ဗျာရန်ကုန်မှာရှိတဲ့ကလပ်အသင်းတွေကိုတော့ခေါ်ပြီးတော့ရက်ွက်အဆင့်ဘလုံးပွဲမှာတောင်မှကန်ခိုင်းတာကျွန်တော်တွေ့ခဲ့ရသေးတယ်ကျွန်တော်မိသားစုနဲ့အချို့မဖော်ပြဘူးဆိုတာကကျွန်တော်တို့ဘောနော်အာဘီဂျီအဖိတ်လို့လာကန်တဲ့ ဘောလုံးနဲ့ပတ်သက်တဲ့သူတွေလည်းကျွန်တော်မပြောချင်သေးလို့ပါကျွန်တော်ရှုကုတ်မှာတွေ့ခဲ့တာရကွက်အဆင့်ဘောလုံးပွဲလေးကျင်းပတာတော့မှမြန်မာ National League လက်ရှိဘောလုံးဝါနာပါလဲကျွန်တော်မိသားစုဝင်တွေသိပါတယ်အဲ့လိုအသိမျိုးပေါ်တော့မှသူတို့ကခြေစမ်းပွဲလိုလိုဘာလိုလိုခေါ်ကန်တာမြန်မာကျောင်းဝေးတိမ့်နဲ့တိမ့်ထောင်နဲ့ခြေပြီးတော့တိမ့်တောင်းနဲ့ခြေပြီးတော့အကုန်ကြခံတာမြန်မာအာကစားကြီးတူးတက် စီဖို့လည်းမဟုတ်ပါဘူးသူတို့ရင်ငွေကပေါ်တာလုတ်ချင်တိုင်းလုတ်လို့ရတယ်အဲ့ဒီရက်ကပွဲမှာပေးတဲ့စုကြီးငွေတာမန်ဘလုံးပွဲလေးအားကစားပွဲလေးဒါဟုတော့မှတိန်ထောင်တောင်းနဲ့ချီပြီးတော့သူတို့တုံးတာလက်ခံစိတ်တွေမပါသေးဘူးကျွန်တော်ရင်မိသားစုဝင်တွေတဲကိုခန်းတွေသူတို့ထားပေးထားတာရှယ်ပဲသူတို့ရှိမှာအပေါ်ဆုံးကပတ်စံကိုဗျာ ။ဘာကြောင့်ပတ်စံနေပေါ်နေတာလဲဆိုတာကိုလည်းကျွန်တော်ရဲ့မိသားစုဝင်လေးသိမှာပါ။ကြောက်ဖြတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကုန်လုံးရဲ့အခကျင်းဝင်အတီးတီးကိုရယူထားကြတာ။ဟုတ်ပြီ။စာချုပ်လို့ပတ်သားတဲ့ Rolex နိုင် Rolex တစ်စိတ် Rolex ဆိုရင်နိုင်ဒေါကမှာတန်ဖိုးအမြင့်ဆုံးဆိုတဲ့ဒါဂုံတစ်ခုကိုရယူထားတာ Risk risk နိုင်ပတ်တဲ့သူတွေဟာတကယ့်ကို boss ပေါ့ဗျာ BOSS boss ဆိုတော့ကျွန်တော်ကတော့ roles နိုင်မဟုတ်ဘူးဗျကြီးလျှော့ပါကျွန်တော်ရဲ့ကျွန်တော်ရဲ့ view ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တဦးကကျွန်တော်ကိုမြစ်တာလက်ဆောင်ဝယ်ပေးထားတာပါကျွန်တော်ရဲ့နိုင်လေးရဒါပေမဲ့ဆော့ချစ်သူပတ်ထားတယ် rule ဝေနဲ့တွက်မယ်ဆိုရင်6400နဲ့900ဘတ်တန်းနဲ့ဘတ်မတန်းကျော် နှစ်ပန်းခွဲမိပါလောက်ရှိတယ်။နာရီနဲ့စာရင်ကျွန်တော်ရဲ့နာရီကပို့ပြီးတော့တန်ဖို့ရှိတာပါ။ကျွန်တော်ကြွားတာမဟုတ်ဘူးเนาะကျွန်တော်ရဲ့မိသားစုကျွန်တော်ကြွားတာမဟုတ်ဘူး။ဒါတွေကချက်ချင်းတရားတွေဒါတွေကမေတ္တာတွေနဲ့ရရှိထားတဲ့အရာလေးပို့ပြီးတော့ခိုင်မြဲတယ်ကျွန်တော်ရဲ့မိသားစုနေ။ကျွန်တော်လည်းရှင်းလို့ရတယ်ဗျာ။ဟုတ်ပြီကျွန်တော်ရဲ့မိသားစုနေ။ကျွန်တော်တို့ဒါစကောင်းဆောင်နေနဲ့ပတ်သက်တဲ့ ပြီးတော့ဒီလိုမျိုးကြားဖြန့်တွေနဲ့ပတ်သက်တဲ့သူတွေဟာငွေရွှေတွေပြီးတော့စီးစိမ်ပစ္စည်းတွေကိုအများကြီးသုံးစွဲပြခဲ့တာလေကျွန်တော်တို့တွေ့ခဲ့ဘူးတယ်ပဲချောက်ဆင်ရဲ့သားသူလဲလို့ပဲကမ္ဘာမှာဈေးကြီးဆုံးဆိုတဲ့နာယီကိုဒီလိုထိုးပြီးတော့သူကြွားလုံးထုတ်ခဲ့တာအဲ့ခံပွဲတစ်ခုမှာဗျကျွန်တော်မှတ်မိသေးတယ်အဲသူအဲ့နေရာသူဝတ်ထားတဲ့ကုတ်ကအယောင်နဲ့တစ်ဖက်ဖက်တောက်နေတာပေါ်ကျနာကဗျာစိန်နေစီထားလားလို့ပေါ့နော်တကူလုံးပေါ့အဲ့လိုနီးပါး အဲ့ချိန်ကတော့တို့ကတကယ်ကိုပေါ့ဗျအကောင်ပေါ့ပွဲခံနေတာအခုတရုတ်နိုင်ငံအချင်းထောင်ထဲမှာတည်တံနဲ့ပဲတည်တံချပါခံလိုက်ရတဲ့ကောင်းနေခဏလေးပဲတော့ကျွန်တော်မျက်စိတမိတ်ပဲဘယ်အချိန်မှာဘသူ့အလှည့်ဆိုတာကအားလုံးကဒစိတ်ရိုက်ပြီးသားဟုတ်ပြီနိုင်လေးပြီးသားပြီဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တာလေးရှိပါတယ် ကျွန်တော်မှတ်တမ်းယူရမယ့်အချက်တစ်ချက်အကြောင်းပါရွေးကောက်ပွဲမှာဂရိမတီပါကလက်သီးဖြစ်ထိုးလို့ရတယ်လို့ကျမ်းပေါ့ပါတီခေါင်းဆောင်ကစိန်ခေါ်လိုက်တာဖြစ်တာလေဘသူ့ကိုစိန်ခေါ်လိုက်တာလဲကျွန်တော်ပြည်သူလူတရက်လုံးကိုစိန်ခေါ်လိုက်တာဖြစ်တယ်ဟုတ်ပြီကျမ်းပေါ့ခေါင်းဆောင်ခင်ကြီးရဲ့ပောက်ခွက်ကိုလက်သီးနဲ့ဖြတ်ထိုးမယ်သူအကြောင်းကိုမပြောခင်ပါသူပြောထားတဲ့ဂရိစကားလေးတွေကိုအရင်ဆုံးနည်းနည်းလေးပြောပြချင်ပါ နိုင်ငံဝင်းလန်းငယ်တွေအခမဲ့ခီးသားလောက်သွားလာခွင့်ရရှိဖို့အတွက်အမခံချက်ပေးမယ်။လက်သမားတွေရဲ့ကျွေးမိတန်တရားတစားတစားကင်းရှင်းအောင်ဆောင်ရွက်မယ်။ဒီပါရောက်မြန်မာနိုင်ငံသားတွေရဲ့ရပိုင်ခွင့်ခွင့်ရေးတွေကိုပေါ်ဆောင်ပေးမယ်။နိုင်ငံသားတွေရဲ့အလုတ်ကင်အခွင့်အရေးသူပြောတဲ့အကြောင်းအရာတွေကနည်းနည်းလေးပဲကျွန်တော်ထုတ်နှုတ်ဖော်ပြတာဖြစ်တယ် သူပေးတဲ့ဂတိသူမဲဆွဲစီယုံးစင်မှာပြောခဲ့တဲ့စကားမတီးခဲ့ဘူးဆိုရင်သူ့ရဲ့မျက်ခွက်ကိုမြည်သူမဆိုအခမဲ့ဖြတ်ရိုက်လို့ရတယ်သူ့ရဲ့မျက်ခွက်ကိုစုပ်ဖြတ်တတ်အောင်ထိုးလို့ရတယ်ဆိုပါတယ်ဟုတ်ပြီကျွန်တော်တို့တန်းစီပြီးတော့ထိုးမယ်ဆိုရင်တေချာလားအထူးခံဖို့အစင်းနေဖြစ်ပြီလား ကျွန်တော်ပြောခဲ့တဲ့နိုင်ငံဝန်ထမ်းငယ်တွေကိုအခမဲ့ခီးသွားလာခွင့်ရရှိဖို့အမကန့်ချက်ပေးမယ်။ပေးကြလို့လားဗျာ။လယ်မားရဲ့ကြီးမီတန်တရားကိုတစတစကင်းရှင်းအောင်လုပ်မယ်။ကျွန်တော်နိုင်ငံအတွင်းမှာလဲလို့တဲ့သူတွေပြောတဲ့စကားလေးတစ်ခုရှိတယ်။လဲဆိုတာတဲ့။လဲနေတာတဲ့။ကြီးမီတန်တရားမို့ဆင်းရဲမွဲတေမှုပြီးတော့ကျွန်တော်တို့ဒီ လူတယောက်ရဲ့အခွင့်အရေးတွေပြီးတော့ကျမ်းမာရေးတွေအများကြီးပဲကျွန်တော်ပြသဆိုဘာမှသူတို့မှမရှိဘူးလေထဲမှာပဲအချိန်ကုန်လေထဲမှာပဲယာတိရုကဖောက်ပြန်တဲ့အချိန်ကျရင်ကိုရင်းနာတဲ့အဆန်လေးတောင်ပြန်မရအောင်ပြီးတော့လမ်းမဆက်တွယ်ရေးဘာတစ်ခုမှမကောင်းပင်မမဆိုင်ကြတယ်လမ်းမဆက်တွယ်ရေးမကောင်းတဲ့အတော့ ကျွန်တော်တို့ပြန်လဲပြီးတော့ရောင်းဝယ်ဖောက်ပြဖောက်ပွားတဲ့နေရာမှာပို့ပြီးတော့ဈေးကပို့ကုန်တယ်ပြီးတော့လက်ရှိနိုင်ငံရဲ့အစိုးရပါဆိုတဲ့အော်နေတဲ့သူတွေကလည်းလေသမားတွေရဲ့ဘဝစိုက်ပျိုးရေးသမားတွေရဲ့ဘဝအခြေခံလူကန်းစားတွေရဲ့ဘဝလက်အောင်ကြည်လာမဟုတ်ဘူးသူတို့ကပေါ်တာဆွဲဖို့ပဲချောင်းနေတာလေဗျာဆိုတော့မူကြီးရေရှမ်းပို့ဆိုးတယ်ကျွန်တော်ရင်သားဆို ဘာမှသူတို့မှမရှိမနေဘူးစေပြန်းချိန်မှာပိုသက်စေပြန်းဖို့အတွက်သူတို့ဘာမှမရှိဘူးကောက်ရိတ်ကောက်ရိတ်တင်းချိန်မှာကောက်ရိတ်တင်းဖို့အတွက်ခြွေလင်းစက်မရှိဘူးနွားတွေကလည်းကုန်နေပြီအခုစစ်မဖြစ်နေတဲ့အချိန်ပိုဆိုးတာပေါ့ဗျာဒီချိန်တွေကိုတောင်းတမလို့လေမားရဲ့ဂျီမီတက်တရားကိုပျောက်အောင်စီစဉ်ဆောင်ရပေးမယ်ဆိုတဲ့စကားဒါကြောင့်ကျွန်တော်ကပြောတာမှတ်တမ်းတော့ယူထားဖို့လိုတယ် ပြည်ပမြန်မာနိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အရေးတဲ့ပိုဆိုးသွားပြီလို့တော့ကျွန်တော်တို့ထင်တယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ပြည်ပရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲဗီဒီယိုကုန်းမှန်မှာတခုချင်းစီရေးပြလိုက်ပါကျွန်တော်ဘာမှမပြောလို့ဘူးမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အလုတ်ကိုင်အခွင့်အရေးတဲ့အဲ့ဒါကတော့အခုဗီဒီယိုကိုကြည့်နေတဲ့မြန်မာနိုင်ငံအတွင်းထဲကကျွန်တော်ရဲ့မိသားစုဝင်တွေပဲကွန်မန့်လေးပဲရေးပြလိုက်ပါ လုတ်ကင်တွေအဆင်ပြေရလားဗျာအခြေခံလောကလစာတွေရောပြပြဘောဝကြရလားလုတ်သမားရဲ့လုတ်သမားတို့ရဲ့အခွင့်အရေးရပိုင်ခွင့်တွေအကုန်လုံးခံစားခွင့်ရှိပါရဲ့လားကျွန်တော်ကဘာမှပြောစရာမရှိပါဘူးဒါရင်ကိုလုတ်ပေးဖို့ဂရိပြတ်ခဲ့တယ်ဆိုရင် သူ့ရဲ့မျက်ခွက်ကိုတော့လာထိုးလိုက်ပါတဲ့ဒါကြောင့်အားလုံးပဲတန်းစီရမယ်နော်တယောက်ပြီးတယောက်ထိုးဖို့အတွက်ပါဆိုတော့အခုကာလပေါ့နော်ဂျပန်ပါတီပြီးတော့ကျွန်တော်တို့ PPP စသည်အဖြစ်ပေါ့ဗျာအခြားပါတီဝင်တွေရဲ့ဒါမဲဆယ်စီယုံနဲ့ရုပ်သက်မှတ်တမ်းအချို့လည်းကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ရှာစရာမလိုပါဘူးကျွန်တော်တို့စီကိုရောက်ရောက်ရောက်လာပါတယ်အဲ့ဒီဗီဒီယိုတွေကျွန်တော်မိသားစုညီပို့ပေးတယ်အရင်တော့ကျွန်တော်တယ်ဂရမ်အစဉ်ပြေတဲ့ချိန်ဆိုအာတောက်ရှောက်ပို့တာပဲကိုပို့တာဟုတ်ပြီ အဲ့ဒီ video file တစ်ခုမှဆိုရင်သူကမဲဆွယ်စီယုံနေတာအဲ့ဒီမှာကျွန်တော်အသက်ကြီးပိုင်းမျိုးသားတအုပ်ကမတက်ရက်ပြီးတော့ထပြောတာဘာပြောလဲဆိုတော့မင်းတို့အဲ့လိုမျိုးပြောဆိုမဲဆွယ်နေမဲ့အတူတူအခုထားလို့ပြီးတော့မင်းတို့တွေမဲဆွယ်ပါလားကျွန်တော်တို့ဒီမြို့နယ်မှာကျွန်တော်တို့ကိုမဲပေးရွေးချယ်မယ်ဆိုရင်ကျွန်တော်တို့ကဘာလေးဘာလေးလှုပ်ပေးမယ် ဥပမာပြားရေနောင်းတန်ရှင်းယူတွေအမိုက်ကအစဘလူရီဘလူရီဘာရီညာတွေအကုန်လုံးစီစဉ်ပေးမယ်။ညောင်းတွေပိတ်ဆို့နေတာတွေချောင်းတွေမှအမိုက်တွေများနေတာတွေရေကြီးရေရှမ်းတဲ့ကိစ္စတွေပေါ့ဗျာ။ဒါကို तू ကပြောဆိုပြီးတော့ဆွလွင်းနေရန်တူပါလေ။အဲ့ဒါကြောင့်လဲအဲ့ဒီပွဲလာတက်တဲ့နားထောင်နေတဲ့တော့ပြည်သူကအုံနောက်ရှိတယ်လေ။မင်းတို့ပါစက်နဲ့ပြောပြီးတော့မင်းဆွဲနေတယ်။ချက်ချင်းပဲအခုလုတ်ပြီးတော့လုတ်ပြလိုက်လုတ်ပြပြီးတော့မင်းတို့မဲဆွဲစီးရုံးတာပို့ပြီးတော့မကောင်းဘူးလား။အရှင်မမဲဆွဲနေတဲ့လူကစိတ်ဆိုးပါ။ အာဟေလူကြီးဟေလူကြီးတခင်ဗျားထိုင်နေတဲ့ဘာလို့ထိုင်ရမှလဲလဲဒါလည်းငါငါရခွင့်ရေးပဲလေငါပြောလို့မရဘူးလားကျွန်တော်ပြည်သူကအဲ့လိုပါဒီမိုကရေစီအနှစ်သာရကိုနှစ်လေးနည်းနည်းလေးအတွင်းနဲ့မှပဲကျွန်တော်တို့တဦးချင်းစီတိုင်းကျွန်တော်တို့ကိုရှင်းတန်ပေါက်ဖွားဖို့အတွက် မျိုးစေ့ချခဲ့တာဒီမိုကရေစီမျိုးစေ့ကိုဘယ်သူချခဲ့တာလဲကျွန်တော်မိသားစုဝင်တွေအခုလက်ရှိ အချင်းချခံနေရတဲ့ကျွန်တော်တို့ပြည်သူအားလုံးအတွက်ထောင်နှံဆန်ပေးနေတဲ့ကျွန်တော်တို့ရဲ့အမိတော်ဆန်းစွကြည့်ပါအမြဲတမ်းလည်းကျွန်တော်တတိယလွန်စော့အမြဲတမ်းလည်းကျွန်တော်အားလုံးစွတောင်းပေးနေတဲ့မိတ္တာတွေပို့ပေးနေကြတယ်ဟုတ်ပြီဒါကတော့သူရဲ့မျက်ခွက်ကိုထိုးဖို့အတွက်သူကိုယ်တိုင်စိန်ခေါ်ထားတဲ့အချက်ပါ အခုချိန်ကစပြီးတော့ထိုးလို့ရပြီလို့တော့ပြောလို့ရတယ်အထိုးခံနိုင်ရဲ့လားကျွန်တော်တို့ဘက်ကမဟုတ်ဘူးเนาะဟိုဘက်ရကောက်ကောက်ကောင်တွေကဟားတယ်အနုကောင်တွေကိုကြိုးတုပ်ပြီးတော့ရိုက်သူဖြစ်နေပြီတဲ့လက်သေးနဲ့အတင်းကြီးထိုးခိုင်းရအောင်ထိုးရဲတဲ့သူရှိလို့လားဗျာတဲ့ဟိုဘက်ရကောက်ဘောမတွေပဲเนาะဘောမတွေကပဲပြောနေတာเนาะကျွန်တော်ပြောတဲ့စကားမျိုးကိုကျွန်တော်မိသားစုဝင်နေဘောမရကောက်တစ်ခုလုံးလက်ရှိ ပါတီပါတီလက်ရှိပေါ့ဗျာစစ်ဖက်အောက်မှာနေနေတဲ့ကောင်တွေသူတို့ကပဲပြောတာပါမထိုးရမင်းသိလို့တတကြီးကိုစိန်ခေါ်တာတဲ့တကယ်ထိုးလို့ရလားလို့သွားမေးရင်လည်းပဲတဲ့အသေးဖြတ်မှုနဲ့တရားစွဲခံထောင်နှန်းဆိုင်အောင်ဝင်လက်ပြီးနှမောင်းတော့မတန်းသေးဘူးเนาะဟုတ်လားအခုကျောင်းပါတီခေါင်းဆောင်ပြောတဲ့ तू ပြောတဲ့သူရဲ့ဂရီစကား ဒါကိုကျွန်တော်မိသားစုဝင်တွေမှတ်ထားပေးဖို့ကျွန်တော်တော်လန်ရေးကျွန်တော်မိဘပြည်သူနဲ့တသွေးတသားရဲ့ယက်တီနေတဲ့ကာလမှာ तू ပြောစရာမလို့ तू ဂရီပေးစရာမလို့ကျွန်တော်တို့မိဘပြည်သူနဲ့အတူအဲ့ကောင်တကောင်ချင်းစီကိုခေါ်ပြီးတော့တမအောင်မှာဖြစ်ပါတယ်ဟုတ်ပြီတို့ကတော့အခုလိုမျိုးစိန်ခေါ်နေတယ်ကျွန်တော်မိသားစုဝင်နေလက်ရှိ မင်းအောင်လှိုင်တကောင်လည်းပဲတော်တော်လေးကိုကြောက်ချီပန်းနေလောက်ပြီလို့ကျွန်တော်ပြောချင်ပါတယ်ဒီအပိုင်းတွင်းမှာဇော်မဲလိန်တကောင်ထွက်ထွက်ပြီးတော့ရှင်းနေတာကိုကျွန်တော်တို့ရုပ်တံမှတ်တမ်းတွေဇက်တိုက်တွေ့ရမှာဖြစ်ပါတယ်သူရှင်းလေပို့ရှုပ်လေသူပြောပြလေပို့ပြီးတော့စိုးသွားလေတခါလေသူပြောတဲ့စကားတွေသူရဲ့ဖြည့်ရှင်းချက်ကမင်းအောင်လှိုင်ကိုတေးကြပေါ့ကျိုးစင်တင်ဖို့အတွက်သူကရည်လာမြောင်းပေးနေတယ်လို့ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟုတ်တယ်သူစကားကိုတေးချနားထောင်ကြည့် အခုနောက်ဆုံးပြောတဲ့စကားဆိုရင်အားတဲ့ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့သူတို့မသိဘူးတဲ့သူဖယ်သိမလဲသူထက်အကောင်ကြီးတဲ့ကောင်တွေကဒါတွေကိုလုံနေတာကိုဗျအချက်လက်တွေအများကြီးရှိနေပြီသားကျွန်တော်မိဘပြည်သူတွေကလည်းအကုန်လုံးသိနေပြီသားဒီတော်လည်းရေးမှကျွန်တော်အမြဲဆုံးနေအများကြီးရတယ်လို့ကျွန်တော်အမြဲတမ်းပြောပြတယ်ဒီတော်လည်းရေးမှကျွန်တော်တို့ ਨੇ အတူတူရှိနေပေးတယ်မိဘပြည်သူတွေတကယ်ကိုဂုံယူစရာ ဒီပွဲကကျွန်တော်တို့နိုင်တဲ့ပွဲဆိုတာသိကြတယ်။ဘာကြောင့်သိကြနေတာလဲလက်ရှိမြမအရင်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ကင်တွယ်ဖို့ရင်းယူဖို့အတွက်အမေရိကန်တပ်ဖွဲ့ဝင်တွေကျွန်တော်တို့မြမနေဆက်အထိရောက်ရှိနေတာဖြစ်ပါတယ်။ဗီဒီယိုဖိုင်လေးကိုအရင်ကြည့်မယ်။ at uh, call center, a scam call center we have for the group our transport in each ครับ อ่า อ่า ต่อมาครับ คือ อ่าว่าน่าจะ น่าจะค่อนข้างเยอะครับพออาจารย์ติดตามก็ถึง

ပညာချက်တွေမထုတ်ခင်ကလေးကသူတို့ကအရင်လုတ်တာအခုမှထပြီးတော့ဖြည့်ရှင်းပြနေလို့မရဘူးအခုမှထပြီးတော့ဖုတ်ပုံပြီးတိုင်းလုတ်ပြနေလို့မရဘူးအာဘယ်နေရာမှာတော့ဂိတ်ဘာဖြည့်ဆင်းနေပြီဘယ်နေရာမှာတော့ဘာညာကျွန်တော်မိသားစုကျွန်တော်ပြို့အများကြီးရင်ကျွန်တော်ပေါ့ပြတယ်ဘယ်နေရာကိုရွှေ့သွားတာနော်စုံနှမ်းကြည့်ပါမော်လမြိုင်မှာစုံနှမ်းကြည့်ပါဖအံမှာစုံနှမ်းကြည့်ပါရန်ကုန်မှာ ကျွန်တော်မြဲနေပြပြတယ်အချို့ဆိုကျွန်တော်အချက်လက်လေးပေါ့နော်ကျွန်တော်ဖော်ပြတင်းနိုင်တလောက်ကျွန်တော်ဖော်ပြပေးပါတယ်ဟုတ်ပြီသူရထုတ်ပြန်ကြီးညာချက်လေးကိုကျွန်တော်မိသားစုနေကိုကျွန်တော်ဒီစစ်ဖော်ပြပေးခြင်းနေပြအာဆီယံလမ်းကြောင်းထပ်ပို့ပြီးတော့ထိရောက်မယ်မဟာဗျူဟာတင့်နဲ့မြမအရေးကိုချင်ကပ်ဖို့အမေရိကန်အောက်လွှတ်တော်မြမအရေးချားနာပွဲတက်ရောက်သူတွေအကုန်လုံးကသဘောတူညီခဲ့ကြတယ် ဘုတ်ဘောတုရဲ့9ရက်နောက်ကိုလိုက်နေတာအဲ့ဒါကမထီရောက်ဘူးတိတ်သုံးမဝင်ဘူးဘုတ်ဘောတု9ရက်ဆိုတာအာဆီယံကချမှတ်တာဘုတ်ဘောတုရဲ့9ရက်9မိနစ်တာပြည့်သွားတယ်ဘာမှလည်းလုံးလုံးမရအောင်အာဆီယံကတော့ပုံမှန်ပဲပေါ့နော်တာမှန်ပါပဲဟာနေကောင်းလားနေကောင်းပါတယ်ပေါ့သူတို့မှဘာမှအခွင့်အာဏာမရှိဘူးဟုတ်ပြီဘုတ်ဘောတုရဲ့9ရက်ထပ်ပို့ပြီးတော့ American policy တက်တက်ဖြစ်တင်တယ် အာဆီယံနောက်ကြီးပဲလိုက်နေရင်ငါနှစ်ပြီတော့မယ်။ဘာမှဖြစ်မလာသေးဘူးဆိုတော့ငေါ်မြစ်ဆိုင်တဲ့ policy ကိုသူတို့တွေပြောင်းမှာပေါ့တဲ့။အမနစ်ကားတဲ့အတူအယောင်ယူကောက်ပွဲကိုစန့်ကျင်သင့်တယ်ဆိုပြီးတော့လက်မခံသင့်ဘူးဆိုပြီးတော့အကုန်လုံးက Republican ရော Democrat ရောဒါတက်တည်တင်ပြတဲ့သူတွေရောမိကုန်ထုတ်တဲ့သူတွေရောအားလုံးကသဘောတူလိုက်တာလက်ရှိကျွန်တော်တို့အားလုံးပြောပြောနေတဲ့ ခွေးကောက်ပွဲလူသက်ဘုံကျဲပြီးတော့ရွေးကောက်ပွဲတနက်ထောက်ပြီးတော့လှုပ်တဲ့ရွေးကောက်ပွဲမျက်စိတွေပိတ်ပါးစပ်တွေပိတ်ခိုင်းပြီးတော့မှအော်ခိုင်းတဲ့ရွေးကောက်ပွဲပြီးတော့ကျွန်တော်တို့ဓမ္မဘတ်တော်သားတွေကျွန်တော်ပြည်သူလူထုတစ်ရက်လုံးကရွေးချက်တင်မြှောက်ခဲ့တဲ့ကျွန်တော်တို့ရဲ့တမရကြီးနဲ့အစိုးရအဖွဲ့တွေပြီးတော့နိုင်ငံရေးတက်ကြွလှှရှားသူတွေပြီးတော့ တော်လူငယ်တွေအပြစ်မဲ့တဲ့သူတွေကိုအကုန်လုံးကိုဖမ်းထောင်ထဲထက်အချို့ရင်မြန်မာပြည်တွင်းမှာနေလို့မရအောင်မောင်းထုတ်ပြီးတော့မှလုတ်တဲ့ရွေးကောက်ပွဲစစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပွဲလေကလေးတော်တည်တယ်ဟုတ်ပြီကျွန်တော်ရင်မသားစုမင်းနေဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်မှာရှိတဲ့ကျွန်တော်တို့ရွေးကောက်ပွဲကို အားလုံးကအတူတကွာလက်မခံပဲနဲ့ဒါဆက်ကျင်ခဲ့ကြတယ်ပြီးတော့ဂျပန်ကိစ္စအွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စအမေရိကန်အတွက်သူတို့တိုင်းပြည်ရဲ့လုံခြုံရေးကိုပါထိခိုက်နေတယ်ပြီးတော့နှိမ်နင်းရမယ်ဆိုပြီးတော့အဲ့ဒီအချက်၃ချက်နဲ့အဓိကပေါ်ထွက်လာတာဖြစ်ပါကြပြန်တာမယ်မဟုတ်ဘူးကြပြန်လို့ပြောရင်အားလုံးကကျွန်တော်မိသားစုတယောက်ကြီးပဲမြင် တရုတ်ကြီးပဲခံရတာမဟုတ်အမေရိကန်လည်းခံရတာပဲတစ်ကမ္ဘာလုံးခံရတာပဲငွေကြီးလိမ်လည်းခံရတာကဒါတမျိုးပေါ့ဗျာအခုကကလူလူချင်းခွေးလို့နွားလို့နှိမ့်စက်မှုတွေပြီးတော့လူလူချင်းခနာကိုရင်းကလေးစားတွေကိုထောက်ယူရောင်းစားမှုတွေအများအများ ကျွန်တော်သတင်းဌာနတွေမှာကျွန်တော်သူများတွေဖော်ပြကြတယ်ဟာတရုတ်နိုင်ငံသားဘယ်နှယောက်ထိုင်းနိုင်ငံသားဘယ်နှယောက်ကမ္ဘောဒီးယားဘယ်နှယောက်ဘယ်နှဖိလိပ္ပိန်ဘယ်နှယောက်ဘာညာတွေပေါ့အများကြီးဖော်ပြခဲ့တာကျွန်တော်တို့မြန်မာနိုင်ငံသားရဲ့အယူတက်ကိုဘယ်သူမှမဖော်ပြခဲ့ကြဘူးကျွန်တော်မြန်မာနိုင်ငံသားတွေအများဆုံးခံရတာပါလုံသားဖြစ်ကောပြီးတော့ကျွန်တော်တို့အများကြီးပါမရင်းချင်းခံရတဲ့ကိစ္စတွေပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုလက်အင်္ကာတွေ ကျွန်တော်ရဲ့ကလီစာတွေဒါတွေအများကြီးရှိတဲ့ကျွန်တော်ရဲ့မိသားစုဒါလေးကိုလည်းတရိတ်မမေ့စေချင်ဘူးဥရောပနိုင်ငံတွေနိုင်ငံကြီးတွေကတော့သူတို့နိုင်ငံကိုဘယ်လိုထိတဲ့ခိုင်းလဲပြောကျွန်တော်နိုင်ငံသားတွေပို့ဆိုးတာပေါ့ဗျာကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြတ်တွေမှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေထောင်နဲ့ချီပြီးတော့ပြီးခဲ့တဲ့ကြပိုင်းတရိတ်မှာကျွန်တော်ကြားပါတယ်ဖိုင်းဒါနိုင်ငံသားတအူးပေါ့နော်အဲကျွန်တော်တို့ဒီ ညီမနှိမ့်ဆက်ခံရတဲ့အခြေအနေနဲ့နောက်ဆုံးတက်ဖြတ်ခံရတဲ့အခြေအနေကိုထိုင်းမီဒီယာတွေကဖော်ပြကြတယ်ပြီးတော့အမျိုးသမီးတူဦးလည်းပါတယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံသားတွေကိုထင်သူတို့နိုင်ငံတွေကမရဘူးပြချက်ချင်းကိုသူတို့တွေနောက်ဆုံးမရရင်တော့မှသူတို့က dead body ကိုရအောင်ပြန်ယူတာအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်နိုင်ငံသားတွေမှာဘာမှမရှိခံနေရစေဖြစ်တယ်လို့ဆက်ပြီးတော့ခံနေရတော့ဖြစ်တယ်ဒါတွေကိုကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်မြင်သားဆုံးနေဟုတ်ပြီ မြန်မာနိုင်ငံရဲ့ပုံမနှက်ဆိုင်လာတဲ့ပြိပခောက်ကိုကင်တွေဖြစ်ရှင်းဖို့အတွက်အချိန်တိတ်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အတွက်အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာ16ရက်နေ့မှာသတိပေးလိုက်တာဖြစ်ပါတယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးရဲ့ကော်မတီကလက်ခံကျင်းပပြီးတော့အရှိတော်အာရှနဲ့ Pacific Committee ပိုက်ပေါဝင်တဲ့ထွက်ပေါက်မရှိသောမဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမဲ့အချက်အတဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိတဲ့ရွေးချယ်စရာများခေါင်းစဉ်နဲ့ကြားနာပွဲမှာခုလိုမျိုးထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်မြန်မာစစ်တပ်ဟာတဲ့နိုင်ငံအာဏာကိုတင်းကျပ်စွာဆုတ်ကိုင်ထားပြီးရေကောက်ပွဲအတွက်ပြင်ဆင်နေတာကြောင့်ဒီကောက်ပွဲကိုအမေရိကန်အနေနဲ့ပုံမပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်မှုတွေလွှတ်တော်မှတ်တွေကတိုက်တွန်းခဲ့ကြတယ် အရှိအာရှနဲ့ပစိမိတ်ဆိုင်ရာကော်မတီဥက္ကဋ္ဌဖြစ်တဲ့မစ္စတာယန်ခင်ကမြန်မာနိုင်ငံရဲ့နှဆိုင်လှတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လူညုံရေးဆိုင်ရာအချက်တွဲတွေကိုမိမောင်းထိုးပြသလို2021အာနာသိမ်းပြီးနောက်ပိုင်းမှာလူပေါင်း3.6တန်းကျော်ဦးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံစီကိုကျွန်တော်တို့ဖပီးခုံလုံးနေကြတဲ့ရိန်ဂျာဒုက္ခတွေကလည်း1.3တန်းရှိတယ်ဆိုတဲ့အကြောင်းမှာပြောဆိုလာပါတယ်။ဒါအပြင်မြန်မာစစ်အုပ်စုရဲ့ဆက်ဆက်နေတဲ့ကြားဖြန့် online ငွေလင်ခိုင်းနဲ့ပတ်သက်ပြီးတော့ပြန့်နှံ့လာတာတွေပြီးတော့လူကုန်ကူးမှုနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိရေးအတွက်တရုတ်နဲ့ရုရှားပေါ်မှီကိုနေတဲ့အကြောင်းအရာတွေအပါအဝင်အဓိကပြဿနာတွေကိုထောက်ပြခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့အောက်ကိုရောက်နေတဲ့မြန်မာနိုင်ငံကိုအမေရိကန်ကဘလို့ဆွဲထုတ်မလဲဆိုတာကလည်းကျွန်တော်တို့အားလုံးတစိတ်ဝင်စားဖို့ကောင်းနေတာပါ။တရုတ်ကလည်းပဲအရှိတောင်အာရှကို သူ့ရဲ့ဩဇာခံအဖြစ်သတ်မှတ်ထားပေးပြီတကယ့်ကိုကြည်ကောင်းတဲ့အခြေအနေပေါ့ဗျာတကယ့်သူ့ရဲ့လမ်းစဉ်တွေအများကြီးရှိတယ်အာရှတိုက်ကိုသူသူတွင်းကျင်နေတာဟုတ်ပြီစေအောင်စုကလည်းမြန်မာနိုင်ငံရဲ့နေရာဒေသတော်များများကိုထိ ंछ ုပ်ထားတယ်ဆိုပေမဲ့တော်လည်းတပ်ဖွဲ့ဝင်တွေကအဆိုပါပမာဏရဲ့နှစ်ဆကိုထိ ंछ ုပ်ထားနိုင်တာကြောင့် ညှော်လင့်ချက်ရှိနေသေးတဲ့အကြောင်းကိုလည်း Mr. King ကပြောလိုက်ပါတယ်။ကဘာကြီးကသိတယ်အမေရိကန်သိတယ်ကျွန်တော်ရင်ဒါဆိုရင်အားလုံးသူတို့တွေကလွတ်လွတ်နေတာမင်းအောင်လိုက်ကပြောတာအာဒီမှာသူတို့ရဲ့နေမီထိတ်ချုပ်မှုတွေသူတို့ရဲ့အာသူတို့အောက်မှာပေါ့နော်ဘလို့နေရာဘလို့နေရာတွေဆိုတော့ သူတို့အများနဲ့ဖော်ပြခဲ့ကြတယ်သူတို့ website ကြီးနဲ့ဖော်ပြခဲ့ကြတာပေါ့ဗျာဒါပေမဲ့သူတို့ဖော်ပြခဲ့တဲ့ကိန်းငန်းတွေနဲ့သူတို့ဖော်ပြထားတဲ့နေမြေ area ထက်ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေကနှစ်ဆကျော်ထိ ंछ ုတ်ထားတာဖြစ်တယ်မြန်မာအာဏာပိုင်မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာထူထူရေကောက်ပွဲ ပရမဘိုင်းကျင်ပမယ်လို့ညင်ညာထားပေမဲ့လိလာသူတွေကတော့ဒါဟာအတုရောင်သာဖြစ်တယ်လို့ကြင်ကြင်ပြပြန်ပြောဆိုထုတ်ပြန်ထားပါတယ်နိုင်ငံကလုံခြုံရေးကိုအထူးသဖြင့်ပြုတဲ့လွတ်လပ်တဲ့ပညာရှင်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်ကျွန်တော်အကြီးအကဲသူတွေဒီ Steve Jobs ကလည်းဒီ UK ပွဲလို့ခေါ်တာတွေဟာလွတ်လပ်မြတ်တပြီးအားလုံးပါဝင်နိုင်မှာမဟုတ်ဘူးဒါတွေဟာမြန်မာပြည်သူရဲ့ဆန္ဒကိုကိုစားမပြုတ်သလိုဒီမိုကရေစီလမ်းကြောင်းဒါမှမဟုတ်မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်ကြာ ကြာမြင့်နေတဲ့ပြိပခအတွက်ငြိမ်ချမ်းရေးငြိမ်ချမ်းပြီးရေရှည်တည်တဲ့နဲ့ဖြည့်ချင်းချက်စီကိုဥတည်နေတာမဟုတ်ဘူးလို့ပြောဆိုသွားတာဖြစ်ပါတယ်အရန်နေတိကျလုံးတယ်များတရင်ရရဲ့တရင်တီးတီးကိုလေသူကတေချာစွာခွဲချမ်းစိတ်ပြပေးတာကျွန်တော်ပြည်သူတရက်လုံးကလည်းပဲအဖတ်တော်မလို့လှဲ့တော်မကြည့်တဲ့ရွေးကောက်ဖွဲ့နော်လေဘိန်းတုံးကြီး အရင်တော့6500ပဲအခုကျတော့6800အခုကစမ်းစီစားလေးပါရမလားဆိုပြီးတော့လိုက်တဲ့ကောင်လေးဆိုတော့အကြောင်းနိုင်ငံကိုပေါ့နော်ကျွန်တော်တို့လက်ရှိဒီခြေနေတွေကိုကျွန်တော်တို့တကဘာလုံးကအလုံးသိရှိပြီးဖြစ်ပါတယ်ဒါကြောင့်လည်းပဲမင်းအောင်လှိုင်းတဲ့အပေါင်းပါကိုခနေ့အချိန်ဒီကဘာကြီးကလုံးဝကိုအဖက်မလုပ်တာဖြစ်တယ်အဖက်မလုပ်လို့ပဲနိုင်ငံကိုရောင်းစားပြီးတော့တရုတ်နဲ့ရုရှားနဲ့သူကချင်းကတ် ဒါအာနာရှင်တွေရဲ့အလုပ်ပဲဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေအခုကလက်ရှိကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်မိဘပြည်သူတစ်ချက်လုံးနဲ့တိုင်းသားတစ်ဖုံနေအားလုံးကတညီတညွတ်ထဲကျွန်တော်ရဲ့ဥတီချက်ကလည်းအာနာရှင်စနစ်အမြစ်ပြတ်ချေမှုမှုဖြစ်တယ်ပြီးတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေရဲ့နောင်လာမဲ့နိုင်ငံသစ် Federal Democracy နိုင်ငံသစ်တည်ဆောက်ဖို့အတွက်ပြီးတော့ကျွန်တော်တို့ Clean Air တွေရဲ့ နောက်လာမယ့်အနာဂတ်တွေအတွက်ကျွန်တော်တို့အတူတူစ조사ရုံးကန်နေကြတာဖြစ်ပါတယ်ဒီစိန်ကတော့မျက်ခွတ်တွေမဟုတ်ဘူးနှာနှုတ်ပါဖြတ်ရိုက်မယ်တော်လန်ကြီးဖြစ်ပါကြောင်းပြောကြတဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်조사ပေးပါမယ်လက်နဲ့ပေးကပ္ပစီမိချောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအိုးချင်းနဲ့ပြင်းနေကင်းရှင်းပါကြောင်လေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ